တောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအချမ်းစီအောင်မြင်မယ်ဘဝတိုးတက်မှုရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုပ်တိုးတက်မယ်မထင်မှတ်သောဝင်ငွေရမယ်လုပ်ငန်းရရအောင်မြင်မယ်ဘလောက်ခက်ခဲဒီကာလမှာဆောင်ရွက်တဲ့ကိစ္စတွေရဲ့ကောင်းသောအကျိုးဆက်ကိုရရှိနိုင်မယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းပြပြပါရစေ။တရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းဆင်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းတွေရှိမယ်။နှစ်ရက်နေ့ တောင်ရက်ကိုဒီသွားစဲနေရှိတဲ့တဲ့နေ့၁၂နိုင်နဲ့တနိုင်ခွဲတွင်သတိထားမယ်လုပ်ငန်းတွေကိုတော့တိုးချဲ့တာအောင်မြင်မယ်၃ရက်နေ့မှာခတိစာချုပ်လက်မှတ်ထိုးခြင်းမပြုရအောင်ခတိပြတ်တတ်တဲ့စကားများတတ်တဲ့၄ရက်နေ့အရာရာဆင်ပြေမယ်ပြိုရွယ်သူတွေစမ်းပွဲ့မယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့င်းချုပ်မယ်၅ရက်နေ့မှာခရီးကိစ္စဆင်ပြေမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်၆ရက်နေ့ကငွေချေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ဒါပေမဲ့ မနေ့လေးနိုင်ခွဲနဲ့6နိုင်တွင်သွာလာနေတဲ့ယူဆက်မအနည်းရှိတတ်တယ်။ရှင်းမြောက်ရကုန်တူသောစဉ်အနည်းရှိတတ်တယ်။ခုနှစ်ရက်နေရတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။ဒီကာလအတွင်းတနည်းကလေးတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်။တနည်းလားဂျာသာပရင်းနေမွေးသူများကြောင့်စိတ်အနှောင့်အယှက်ဖြစ်မယ်။နှစ်ခုကိုကနန်းချိုးပေးတယ် အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်။တပြေညွန့်ဖျားလူပြီးတော့အလိုရှိရာဆူတောင်းမှဆူတောင်းပြေပါနိုင်မယ်။ကျေးဇူးတင်ပါတယ်။